Hello အားလုံးပဲမင်္ဂလာပါကျမကတော့အီမွန်ဖြစ်ပါတယ်ဒီနေ့အားလုံးနဲ့မျှဝေပေးခြင်းတဲ့အကြောင်းအရာလေးကတော့ထိတ်လန့်စရာဖုန်ကောများဆိုတဲ့အကြောင်းအရာလေးပဲဖြစ်ပါတယ်ကျမတို့နေစဉ်ဖြတ်တန်းနေတဲ့လူမှုပတ်ဝန်းကျင်မှာဖုန်ကောတွေအများကြီးလက်ခံရရှိပါတယ်ဒီထက်အမှဝန်းနေစရာဖုန်ကောတွေထိတ်လန့်စရာတွေစိုးရိမ်စရာတွေဒီဖုန်ကောတွေကိုတော့ဘယ်သူမှလက်ခံမရရှိခြင်းဘူးပေါ့နော် ကျွန်မအလုံးလုံးတဲ့အတော်အတွင်းမှာဒီလိုမျိုးထိတ်လန့်စရာဖုန်းကောတွေအများကြီးလက်ခံရရှိခဲ့ပါတယ်။ ် HR ဆိုတဲ့အတွက်ထိတ်လန့်စရာဖုန်းကောတွေကဘယ်သူအကြောင်းလဲဆိုလို့ရှိရင်တော့ဝန်ထမ်းတွေအကြောင်းပဲဖြစ်ပါတယ်။ဒီအကြောင်းအရာကိုကျွန်မမျှဝေချင်တာကသူတစ်ပါးရဲ့ confidential တွေကို မျှဝေတာမဟုတ်ပါဘူး။ကျွန်မကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေ၊ကျွန်မဝန်ထမ်းတွေကြုံတွေ့ခဲ့ရတဲ့အခက်အခဲလေးတွေရမှာအားလုံးအတူယူစရာကိစ္စမှားနေတယ်ထင်လူငယ်တွေအတွက်ပြင်ရမယ့်ကိစ္စလေးတွေကိုအတူယူလို့ရအောင်မျှဝေတာပဲဖြစ်ပါတယ်။ပထမဦးဆုံးအကြောင်းအရာလေးကိုမျှဝေဖို့ဖြစ်လာတာအတော့ ျမအလုတ်ကနေပြီးတော့အနားယူလိုက်တာ6လကျော်ပါပြီ။ခိုက်ခိုက်ဆိုင်ဆိုင်ပဲဒီနေ့ကျမဖုန်းကောတစ်ခုကိုလက်ခံရရှိခဲ့ပါတယ်။အဖုန်ကိုခေါ်တဲ့လူကတော့ကျမရဲ့ဝန်ထမ်းဟောင်းလေးတယောက်ဖြစ်ပါတယ်။ဒီအကြောင်းအရာလေးနဲ့ပတ်သက်ပြီးတော့ညဝေဖို့ဖြစ်လာတာပါ။ဇလန်းလေးကတော့ဒီလိုပါရှင်။ ကဲကျမတို့ဒီအကြောင်းအရာလေးကိုစတင်ဖို့သူ့နာမည်ကိုမောင်ဖြူလို့သတ်မှတ်လိုက်ကြပါစို့မောင်ဖြူကကျမတို့ဟိုတယ်မှာရောက်လာတဲ့အချိန်မှာအသက်ကအရန်ငယ်တယ်အသက်က16နှစ်ဝန်းကျင်ပဲရှိသေးတယ်မောင်ဖြူကအရန်ကိုစူးစမ်းဆင်ခြင် လူစိတ်တွေပြင်းပြနေတဲ့အချိန်ပေါ့နော်။သူကဘယ်ကနေစပြီးတော့လက်တက်ဆန်းလဲဆိုရင်သူကဆက်လိုက်စတောက်တယ်ပေါ့နော်။တနေ့မှအဲ smoking area မှာပဲသူတို့လူမျိုးတူတဲ့လူတယောက်နဲ့အဲစကားတွေပြောကြရင်နဲ့အခြေတင်ပြောကြရင်နဲ့မောင်ဖြူကိုအဲလူမျိုးတူတဲ့အကြီးရာနေပြီးတော့လက်သီးနဲ့ထိုးလိုက်ပါတယ်။ ဒါပေမဲ့မောင်ဖြူကဘာမှပြန်မီမတုံ့ပြန်ခဲ့ဘူးပေါ့နော်သူ့ခံကိုသူပြန်သွားတယ်။ဒါပေမဲ့လည်းကျမတို့မှာတခြားဝန်ထမ်းတွေကတိုင်းနေပြီးကျမတို့မှာ CCTV တွေရှိတယ်ဆိုရဲတွဲကျမမောင်ဖြူနဲ့အိုက်ကလေးကိုခေါ်ပြီးတော့ investigation လုပ်ပြီးတော့နှစ်ယောက်စလုံး action ယူခဲ့ပါတယ်။လူနဲ့မောင်ဖြူကကိစ္စတော်တော်များများကိုသူစပြီးတော့ ဆန်းသက်တယ်ပေါ့နော်အားလုံးသိတဲ့အတိုင်းပဲဒီအသက်အရွယ်16နှစ်အကျော်20ဝန်းကျင်မှာဆိုကလေးတွေကအရင်စူးစမ်းဆင်ခြင်စိတ်ရှိရဲအဲ့ပုံစံအတိုင်းပဲမောင်ဖြူကလည်းစူးစမ်းဆင်ခြင်စိတ်ရှိတယ်ဆိုတဲ့အတွက်သူအများကြီးကိုလိုက်ပြီးတော့လေ့လာတယ်တဲ့သူကကောင်းတဲ့ချက်တွေလည်းရှိတယ်တခြားဌာနတွေကိုသွားတယ်သူက cross training တွေလည်းဆင်းတယ်ဒါပေမဲ့သူက accommodation ကိုရောက်သွားပြီဆိုလို့ရှိရင်သူ့ထက်ကြီးတဲ့20ကျော်တွေ30ကျော်တွေလောက်တဲ့အလုပ်တွေအကုန်လုံးကိုသူကလှုပ်ချင်တယ်သူလေ့လာချင်တယ်သူသိချင်တယ်အဲ့လိုဆိုတဲ့ ဲ့အတွက် तू อ่ะအဲ့လူကြီးတွေကြားထဲမှာပဲအမြဲတမ်းလိုက်ပြီးတော့ तू อ่ะအာနေတယ်တချို့တွေစကားပြောနေတယ် तू အမြဲတမ်းထိုင်ပြီးတော့နားထောင်နေရပေါ့နော်အဲ့လိုဆိုတဲ့အတွက်ပတ်ဝန်းကျင်ကလည်းအရင်ရေးကြည့်ရယ်ခလေးတယောက်အာဒီတက်ရွယ်တော့ကျမတို့အသက်ရွယ်နေရှင်ခလေးပေါ့နော်ခလေးတယောက်ကြီးရင်းနေတဲ့အချိန်မှာသူ့အတွက်မိတ်ဆွေကောင်းတွေလိုအပ်တယ်ဆိုတာလေးကိုကျမဒီနေရာမှာပြောပြခြင်းနဲ့ပေါ့နော်အာဒီလိုနဲ့ तू ဖြတ်တန်းလာရင်2025ခုနှစ်မှာ तू ကြီးမားတဲ့အမှားတစ်ခုကိုထပ်ပြီးတော့ကျူးလွန်နေပေါ့နော်ဒါ ကြီးမားတဲ့အမားဆိုတာကကျမတို့ကအားလုံးကိုခြုံငုံတုံးတက်ပြီးတော့နင်းလန်းမှားတယ်ဆိုပြီးတော့သူ့ကိုဆုံးဖြတ်ချက်ချခဲ့တာပေါ့နော်။ဘာကြောင့်လဲဆိုတော့ဒီကိစ္စမှာသူ့လဲပါလို့သာနင်းလန်းမှားတယ်လို့ပြောခဲ့တာပေါ့နော်။ကျမတို့တကယ်တမ်းကြည့်မယ်ဆိုလို့ရှိရင်သူ့နဲ့ပတ်သက်တဲ့ပတ်ဝန်းကျင်သူ့နဲ့ဖြစ်ပျက်ခဲ့သမျှလူတွေကပေါ့နော်။သူ့ကိုဒီအကြောင်းအရာထဲမှာပါဝင်အောင်ဆွဲခေါ်ခဲ့တယ်။ သူ့ဟိုဒီစလိတ်ဆိုတဲ့အရာကိုသူ့ကိုတိုက်ခဲ့တယ်ဒီစလိတ်ကြောင့်ပဲသူအခက်အခဲနဲ့ကြုံရတယ်သူမနိုင်တဲ့စလိတ်အာမတောက်နိုင်တဲ့ limit တစ်ခုထက်သူပို့ပြီးတော့တောက်ခဲ့တယ်ဆိုရတော့သူ collapse ဖြစ်ခဲ့တယ်သူဆေးရုံရောက်ခဲ့တယ်အဲ့ထိန်ကိစ္စမှာပဲကျမအခက်ခဲနေအများကြီးနဲ့ဆေးရုံနဲ့ရောက်ရဲစခန်းနဲ့ရောက်ပြီးတော့ဖြေရှင်းခဲ့ရတယ် အဲ့လိုဆိုတဲ့အတွက်ဒီစင်ဂျုံတက်နဲ့20အเจ้าမှာကျွန်မပြောချင်တာကဘေးပတ်ဝန်းကျင်မှာရှိတဲ့မိတ်ဆွေတွေရာလဲဒီကလေးတွေကိုအာကို့ညီလဲမဟုတ်ဘူးကို့သားသမီးလဲမဟုတ်ဘူးဆိုပြီးတော့ဗောနော်ဒီမကောင်းတဲ့အရာတွေကိုအဲတောက်ချင်တော့တောက်ဖြစ်ချင်တယ်လို့ဖြစ်ဆိုတာထက်ကို ပို့ပြီးတော့ပတ်ဝန်းကျင်ကောင်းရှိဖို့လဲလိုအပ်တယ်မိဘတွေကအလုံးလုံးနေရင်ပြီးရော ဆိုပြီးတော့လွတ်ထားတာမျိုးထက်ဗောနော်အာပျက်စီးသွားမှပြန်လိုက်ပြီးတော့အာပြုတ်ပြင်ခိုင်းတာမျိုးထက်သူအဘသူတွေနဲ့ပေါင်းနေလဲဆိုတာလဲဒါကကျွန်မ အခါသာသမီမရှိပြင်မဲ့သာသမီရှိတဲ့မိဘတွေကကျမထပ်ပိုတိမှာပါအရန်အရေးကြီးရယ်ဆိုတဲ့အကြောင်းလေးကျမပြောပြချင်တာပါအဲ့အချိန်မှာကျမမထွက်ခင်သူ့ကိုဆုံးမစကားတွေပြောခဲ့တယ်ဝမ်းနေစရာကောင်းတာကဒီနေ့ကျမကိုဖုန်းခေါ်လာပြီးတော့သူကဒီနိုင်ငံမှာရှိတဲ့တခြားမျိုးတစ်မျိုးရဲ့ရဲစခန်းတစ်ခုမှာသူအဖမ်းခံလိုက်ရပြီလို့ကျမကိုပြောပါတယ်သူဖမ်းခံလိုက်ရတဲ့အချိန်မှာ သူသတိရတာကျမပဲရှိရပေါ့နော်။နေပြောခဲ့သလိုပဲပေါ့နော်။ငါမလိမ်မာခဲ့လို့လူတွေအကုန်လုံးကငါ့ကိုထိုးချလိုက်ပြီးတော့ငါအခုရဲစခန်းကိုရောက်နေပြီလို့ပြောပါရယ်။ကျမဘာလို့ပြီးနိုင်မှာလဲ။တခြားမျိုးတစ်မျိုးမှာကျမမသိတဲ့ပတ်ဝန်းကျင်မှာဘာသာစကားမတူတဲ့ပတ်ဝန်းကျင်မှာအဲ့တော့ကျမလည်း ဆိုင်ရာပိုင်ရာတွေကိုပဲဆက်သွယ်ပေးပြီးတော့သူ့ကိုပြောလိုက်ပါတယ်။နင်ပြုတဲ့ဒဏ်ကိုအပြစ်ကိုနင်ခံရတော့မယ်။အခု23နှစ်24နှစ်မှာနင်ဒီအပြစ်ကိုနင်ခံလိုက်။ပြီးကြလို့ရှိရင်တော့ဒီကနေစပြီးတော့ဒါမျိုးမဖြစ်အောင်သင်ခန်းစာယူလို့ပဲသူ့ကိုပြောနိုင်ခဲ့ပါတယ်။ကျမသူတို့ကိုအမြဲတမ်းပြောပါတယ်။ကျမ ။နှစ်ဖျားလည်းမဟုတ်ဘူးတကူရှင်လည်းမဟုတ်ဘူး။ကျမနဲ့ဆုံတွေ့တဲ့အချိန်မှာကျမတို့ကိုအကြံပေးစကားတွေပြောနိုင်တယ်ဆုံးမစကားတွေပြောနိုင်တယ်။နားထောင်တာမနားထောင်တာခံယူတာမခံယူတာပြုပြင်တာမပြုပြင်တာကြတော့သူတို့ကိုယ်တိုင်ရဲ့ရွေးချယ်မှုဖြစ်သွားတယ်။ဒါလူတိုင်းရဲ့ပေါ်ပဲ။တယောက်ယောက်မှားနေရင်ကျမခေါ်ပြီးစကားပြောတယ်။နားလည်အောင်ရှင်းပြတယ်။ဒါပေမဲ့မပြင်ဘူးဆိုလို့ရှိရင် ာသူတို့ရဲ့ရွေးချယ်မှုပဲအဲ့တော့ကျွန်မပြောချင်တာလေးကဒီအကြောင်းအရာလေးကိုဥပမာယူပြီးတော့ဒီကလေးလေးဖြစ်သွားတာကိုဥပမာယူပြီးတော့တူတွေတူမတွေရှိခဲ့တော့မောင်ညမတွေရှိခဲ့တော့သားသမီးတွေရှိခဲ့တော့သူတို့ဘာတွေလုပ်နေလဲသူတို့ရဲ့မိတ်ဆွေတွေရောသူတို့ကိုကြီးရဲ့လားမိတ်ဆွေကောင်းတဲ့ရှိဖို့လိုတယ်ဆိုတဲ့အကြောင်းကို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 ပြင်းမှရရတဲ့ဆိုတဲ့အကြောင်းလေးကိုမျှဝေစေချင်ပါတယ်အားလုံး ਨੇ ထပ်တူကြမယ်လို့လည်းညွှန်လင်းပါတယ်။အခြားအကြောင်းအရာလေးတွေကိုလည်းနောက်ဗီဒီယိုမှာထပ်ပြီးတော့မျှဝေပြီးွားပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ကောင်းသောညလေးဖြစ်ပါစေ။တတ္တာ